င်္ဂလာပါရှင်လင်းလင်းရဲ့ vlog channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်လင်းလင်းဒီနေ့ sharing လုပ်ပြီးသွားခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာနိုင်ငံမှာရှိတဲ့အင်းလေးရိုင်ကြီးလိုပဲကမ္ဘောဒီးယားမှာရှိတဲ့အကြီးဆုံးရှီကန်ကြီးအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အကြောင်းအရာလေးကိုမစတင်ခင်မှာလင်းလင်းရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ပါတော့မယ်ရှင် န်အလဲပိုင်းမှာရှိတဲ့ဒီ Siam Reap ဆိုတဲ့မြို့နဲ့16မိုင်လောက်ပဲဝေးတဲ့နေရာလေးမှာတွန်လီဆပ်ဆိုတဲ့ရေကန်ကြီးရှိပါတယ်။ဒီတွန်လီဆပ်ဆိုတဲ့ရေကန်ကြီးကတော့သူကအရှိတောင်အာရှမှာအကြီးဆုံးရေကန်ကြီးဖြစ်တယ်။ဒီရေကန်ကြီးကအေရိယာဆိုရင်2900ကီလိုမီတာစကွဲလောက်ကျယ်ဝန်းပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့အင်းလေးရေကန်ကတော့136ကီလိုမီတာစကွဲလောက်ပဲရှိတာပေါ့နော်။ သူကအင်းလေးထက်စာရင်တော့အစာပေါင်းများစွာကျဲတယ်ပေါ့နော်အစာ20လောက်ထိကျဲတာကိုတွေ့ရတယ်ဒီဂျီကန်ကြီးကမဲခေါင်မြည့်ရဲ့မြက်လက်တက်တီနဲ့လဲဆက်ပြီးတော့စီစဉ်နေတယ်ပေါ့နော်မိုးရသည့်တွေမှာဆိုလို့ရှိရင်မဲခေါင်မြက်ကနေစီစဉ်လာတဲ့ရေတွေကိုရေလောင်ဆဲကြီးတစ်ခုလိုမျိုးပဲပြန်ပြီးတူလောင်ပေးတာဖြစ်တဲ့အတွက်မိုးရသည့်မှာဆိုလို့ရှိရင်ရှိပုံပုံမှန်ရှိရင်ဆွဲရေကန်ရဲ့အကျယ်အဝန်းထက် ငါးစားလောက်ပို့ပြီးတော့ကျဲသွားတယ်ပေါ့နော်။တဘာဝရင်းအမြစ်တွေမြောင်များစွာရှိတဲ့အတွက်ဒီကံကြီးစီကိုလာလေတဲ့ကဘာလက်ခရီးသွားတွေအများကြီးရှိတဲ့အတွက်ဒီကဘာလက်ခရီးသွားလုပ်ငန်းတွေရာလဲအရှမ်းကိုတွင်ကျဲပြီးတော့ကဘာလက်ခရီးသွားလုပ်ငန်းနဲ့လဲဒီရွာသူရွာသားတွေကတမွေးဝမ်းကြောင်းပြုကြတာကိုတွေ့ရပါတယ်။ ဒီဈေးကန်ကြီးပေါ်မှာမိတင်းနေထိုင်ကြတဲ့ရွာလေးတွေလည်းအများကြီးရှိတယ်ပေါ့နော်ရွာကြီးတွေနမဲကြီးရွာကြီးတွေအပြင်ရွာလေးတွေမြောက်များစွာလည်းရှိတယ်ဒီရွာလေးတွေဟာဆိုလို့ရှိရင်လည်းဈေးဘောရွာလေးတွေပဲဖြစ်တယ်ဒီလင်းတို့မြန်မာနိုင်ငံမှာရှိတဲ့အင်းလေးလူမျိုးပဲပေါ့နော်ခြေတန်းရှိအင်းလေးတွေနဲ့ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့သူတို့ရဲ့နေထိုင်တဲ့ပုံစံဓလေ့လေးတွေကိုလည်းတွေ့ရတဲ့ဈေးဘောရွာလေးတွေမြောက်များစွာရှိပါတယ်ဒီ to live sub ဆိုတဲ့ရေကန်ကြီးက၅မျိုးစိတ်ပေါင်း300ကျော်လဲဒီကန်ကြီးမှာမိတင်းနေထိုင်ကြတယ်၅မျိုးစိတ်ရေချို၅မျိုးစိတ်တွေဖြစ်တဲ့အတွက်ဒီရေချိုကန်ကြီးကတဘာဝအဖြစ်ပေးထားတဲ့ဂေယစနစ်ကိုကောင်းမွန်စွာ ရှင်းတန်းနိုင်တာကိုတွေ့ရပါတယ်နောက်ထပ်ငှက်ကြီးဝင်ပူလိုမျိုးရှားပါးသွားပြီးဖြစ်တဲ့ငှက်မျိုးစိတ်တွေလည်းအခြေကျကျဆားပြီးတော့ရှင်သန်ကြီးထွားတဲ့နေရာလေးဖြစ်ပါတယ်ရှင်။ ဒီရေပေါ်ရွာလေးတွေဟာဆိုလို့ရှိရင်လေငါးဖမ်းလုပ်ငန်းတွေကဘာလက် ခရီးသွားလုပ်ငန်းတွေနဲ့အသက်မွေးဝမ်းကြောင်းပြုပြီးတော့အရန်ကို tourist attraction ဖြစ်တဲ့နေရာလေးပေါ့တဘာဝအတိုင်းထိမ့်သိမ့်ထားတဲ့ရေပေါ်ရွာလေးတွေဖြစ်ပါတယ်မဲခေါင်မြေရဲ့မြက်လက်တက်တွေနဲ့ဆက်ဆက်ပြီးတော့မိုးရသည်မှာဆိုရင်မဲခေါင်မြေကြီးတွေတူလောင်တဲ့ကံကြီးအဖြစ်လည်းတည်ရှိပါတယ်။အဲဒီအချိန်မှာဆိုလို့ရှိရင်ရေတွေဟာပုံမှန်ထက် ပို့ပြီးတော့အများပြားသွားပြီးတော့ရေခံကြီးဟာရှင်ရင်းဆွဲထက်ငါးစားလောက်ပို့ပြီးတော့ကျဲသွားပါတယ်ဒီအတွက်ရေခံကြီးဟာတစ်မျိုးလုံးနီးပါးတစ်နယ်လုံးနီးပါးကိုဖုံးလွှမ်းသွားတဲ့အတွက်စိုက်ပျိုးမွေးမြူရေးတွေငါးဖန်းလုပ်ငန်းတွေဟာအရန်ကိုတွင်ကျဲသွားတာကိုလည်းတွေ့ရပါတယ်ကဘာလက်ခရီးသွားတွေအားကြောင့်ဆက်လီတွေတမန်လီတွေနဲ့လှည့်လည်လာရောက်ကြည့်ရှုပြီးတော့လည်လာကြတယ်တဘာဝအတိုင်းရှိနေတဲ့ရေပေါ်ရွာလေးတွေ နေတဘာဝအတိုင်းနေထိုင်ကြတဲ့ပုံစံလေးတွေကိုလာရောက်လေ့လာကြတယ်။ရေကန်ကြီးရဲ့ပပတ်လယ်မှာလည်းကြီးမားကျယ်ပြန့်တဲ့လမှုတော်ကြီးတွေရှိတယ်။လမှုတော်ကြီးတွေမှာနေထိုင်တဲ့ငှက်မျိုးစိတ်ပေါင်းများစွာကိုလည်းလာရောက်လေ့လာကြတဲ့သူတွေရှိတယ်လို့တကယ်မျိုးသုံးသွားပြီဖြစ်တဲ့ပေါ့နော်။တကဘာလုံးမှာတောင်မှတထောင်လောက်ပဲပေါ့ရှိတော့တယ်ဒီ ခရိုကိုဒိုင်းတွေမိချောင်းကြီးတွေပေါ့နော်ဒီဆီယမ်မီဆိုတဲ့မိချောင်းကြီးတွေဆိုလို့ရှိရင်လေဒီရေကန်ကြီးမှာလည်းရှိနေတာကိုတွေ့ရတယ်။နင်းတို့သွားခဲ့တော့ဟာဆိုရင်ဒီရေကန်ကြီးရဲ့အဲဒီရေကန်ကိုဝင်သွားရတဲ့ရွာလေးပေါ့နော်ဒီရွာဒီမြစ်ချောင်းတစ်လျှောက်ကနေဝင်သွားပြီးတော့ဒီနားတဲ့နေရာလေးမှာဒီစားတောက်လို့ရတဲ့ဒီရေပေါ်လေကြီးပေါ်စားတောက်ဆိုင်လေးပေးมาပဲဒီ မိချောင်းလေးတွေကိုမွေးပြီးတော့ပြထားတယ်ပေါ့နော်ဒီမိချောင်းလေးတွေကိုလည်းလိလာခဲ့ရပါတယ်မျိုးသုံးပျောက်ွယ်လို့နေပါဖြစ်နေတဲ့ဒီမိချောင်းတွေ ਆ ဆိုလို့ရှိရင်73ပေလောက်ရှိပြီးတော့ပေါင်ဆိုလို့ရှိရင်980ကျော်လောက်ရှိတယ်အလေးချိန်ရှိတဲ့မိချောင်းကြီးတွေပေါ့နော်ဒီမိချောင်းကြီးတွေရှင်သန်ကြီးထွားရနေရာကြီးတွေလည်းဖြစ်တယ်73ပေဆိုရင်လူအရက်ထက်နှစ်ဆလောက်ပိုပြီးတော့ရှိတာပေါ့နော်နှစ်ဆကျော်လောက်နှစ်ဆကျော်ရှိတာကိုတွေ့ရတယ် ပေါင်980ဆိုတော့ဟိုအရန်အလေးကြီးအကြောက်ကြောက်စရာကြီးတွေပေါ့နော်ဒီမိချောင်းကြီးတွေကဒီမိချောင်းကြီးတွေကိုအခုဆိုလို့ရှိရင်ဒီကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံတွေပေါ့ထိုင်းလိုနိုင်ငံတွေမှာအထူးတလဲစောင့်ရှောက်ထားရတယ်ထိမ့်သိမ့်ထားရတယ်ပေါ့နော်သူကတကဘာလုံးမှာတော့မှတိတ်မရှိတော့ဘူးပေါ့နော်ဥရဲ့အနေနဲ့တိတ်မရှိတော့ဘူးအဲဒါကြောင့်မလို့ထိမ့်သိမ့်ထားရတယ်ပေါ့ရေကန်ကြီးကဒီရေကန်ကြီးမှာမှီတင်းနေထိုင်ကြတဲ့ အပင်မျိုးခွဲတွေအပင်မျိုးစိတ်တွေတရိษံမျိုးစိတ်တွေငှက်မျိုးစိတ်တွေငါးမျိုးစိတ်တွေအများကြီးရှိတယ်ပေါ့နော်မတူကွဲပြားခြားနားတဲ့မျိုးစိတ်တွေအများကြီးအတူတူနေထိုင်ကြတယ်တဘာဝအလျောက်လဲဒီ pH စနစ်ကိုကောင်းမွန်စွာထောက်ပံ့ပေးတဲ့အတွက် UNESCO ကနေပြီးတော့ Biosphere Reserve အနေနဲ့လည်းမှတ်တမ်းဝင်ထားတဲ့နေရာကြီးဖြစ်ပါတယ် ဒီရေကန်ရအရန်ကြီးပြီးတော့မြို့တစ်ခုလုံးစားပြည်နယ်တစ်ခုလုံးစားနီးပါအကျယ်ကြီးဖြစ်နေတဲ့အတွက်နိုင်ငံအနှံ့မှာလည်းမြေအောက်ရေတွေလည်းအလွန်ပေါများတာကိုတွေ့ရတယ်။ဒီမြေအောက်ရေတွေအလွန်ပေါများသွားတဲ့အတွက်ပေါ့နော်။ဘာလို့ထူးခြားသွားလဲဆိုလို့ရှိရင်လင်းတို့သွားခဲ့ရတဲ့ Siam Reap ကနေပြီးတော့ Phnom Penh Phnom Penh ကနေပြီးတော့ဒီ Ho Chi Minh ပေါ့နော်ဗီယက်နမ်နိုင်ငံအထက် ားနဲ့တောက်လျှောက်ပေါ့နော်။သွားခဲ့တဲ့လမ်းတစ်လျှောက်မှာဆိုလို့ရှိရင်ရေးအိုင်လေးတွေအများကြီးကိုတွေ့ရတယ်။ဒီအိမ်ရှိလေးတွေပေါ့နော်။ဒီအိမ်ရှိလေးတွေလမ်းတစ်လျှောက်ရေကန်လေးတွေပေါ့နော်။အဲရေဆက်လေးတွေအများကြီးရှိတယ်။အဲရေဆက်တွေအားလုံးကကြာပန်းလေးတွေအများကြီးနဲ့ကြာပန်းတွေအများကြီးနဲ့အရန်ကိုလှပနေတာကိုတွေ့ရတယ်။ကြာပန်းတွေကလည်းကြာမျိုးစိတ်လေးတွေအစုံပဲပေါ့နော်။အရောင်းကလည်းအရောင်းစုံလေးပွင့်နေကြတာကိုတွေ့ရတယ်။ဒါကြောင့်မလို့သူတို့နိုင်ငံရဲ့ ပန်းအနေနဲ့ဂျာပန်ကိုလည်းတင်စားပြီးတော့ဒီဂျာပန်လေးတွေအဖြစ်အသုံးပြုကြတာတွေ့ရတယ်။နိုင်ငံရဲ့ပန်းလေးဖြစ်တယ်ပေါ့နော်။မြန်မာနိုင်ငံမှာဆိုရင်ဘရောက်ပန်းကမြန်မာနိုင်ငံရဲ့ပန်းဖြစ်တယ်လို့ပဲ။ကမ္ဘောဒီးယားနိုင်ငံရဲ့ပန်းကလည်းဂျာပန်လေးဖြစ်တယ်ပေါ့နော်။ဒီဂျာပန်လေးကအရန်ကိုနိုင်ငံမှာပေါများပြီးတော့အရန်လှပတဲ့အတွက်အရန်လည်းပေါများတယ်လှလှပပတင်းတင်းတကြယ်လေးပွင့်တဲ့အတွက်ဂျာပန်လေးကိုတို့နိုင်ငံပန်းအဖြစ်လဲသတ်မှတ်ထားတာကိုတွေ့ရတယ်။ ပြီးတော့အိမ်တွေပေါ့နော်ဒီ CM Reach မှာရှိတယ်ဒီကန်ကြီးပတ်ချာလဲပေါ့နော်ရှီကန်ကြီးရဲ့ပတ်ချာလဲတော်တော်များများကြတော့အားလုံးကခြေတန်းရှိအိမ်လေးတွေပဲဖြစ်နေကြတယ်လင်းတို့သွားတော့ကတော့ဒီဇင်ဘာလကြီးဖြစ်တဲ့အတွက်သူကမိုးရသည်ရောမဟုတ်တော့ဘူးပေါ့နော်ဒါကြောင့်မလို့ရေကန်ကမူလအတိုင်းပဲကီလိုမီတာ2900ကျော်လောက်ပဲဖြစ်နေတယ်ဒါပေမဲ့အဲ့ပပက်လေရလဲမိုးရသည်ဆိုလို့ရှိရင်ရေကြီးလာနိုင်တဲ့အတွက် အိမ်တွေကမြေပေါ်မှာပဲခြေတန်းရှိအိမ်လေးတွေအဖြစ်စောက်ထားကြရတယ်။ဒါလေးကလည်းထူးခြားတဲ့ဓလေလေးထုံးထုံးတန်းစင်လာလေးတစ်ခုပေါ့နော်။ဒါလေးတွေကိုလည်းလိလာတွေ့ရှိခဲ့ရတယ်။လင်းတို့သွားတော့ဟာဆိုလို့ရှိရင်တော့ဒီရေကန်ကြီးစီကိုမြစ်ကြောင်းတစ်လျှောက်ကနေပြီးတော့အမှတ်ထားတဲ့လေလေးပေါ့နော်လိုက်ပို့ပြီးတဲ့ဒီလေလေးစီးရဲ့လေလေးကနေပြီးတော့ဒီကန်ကြီးစီကိုဝင်သွားရတယ်ပေါ့နော်ဒီလမ်းတစ်လျှောက်မှာလည်း ဒီအိမ်လေးတွေသူတို့ရဲ့ရေပေါ်အိမ်လေးတွေပေါ့နော်ခြေတန်းရှိအိမ်လေးတွေကိုတွေ့ရတယ်ပြီးတော့ဒီတော်တော်ကြီးပေါ့နော်ဒီကနေတောက်လျှောက်ဆက်ပြီးတော့သွားလိုက်တော့ကြတော့ရေကန်ကြီးကိုရောက်သွားတယ်အဲ့ဒီမှာဆန်းဆက်တည်ကြတယ်ပြီးတော့ညနေစာတွေပါတွေစားတယ်မုံလာရောင်းတဲ့သူတွေလည်းရှိတယ်လေလော်ပြီးတော့ပဲပုံမှန်အတိုင်းပဲမုံလာရောင်းနေပေါ့နော်ညမာပြီကအင်းလေးလိုမျိုး ခြေထောက်နဲ့လော်တာတော့မဟုတ်ဘူးပုံမှန်တိုင်းလက်နဲ့ပဲလော်တယ်နောက်ပိုင်းမှာတော့အခုနောက်ပိုင်းမှာကတော့ဒီတန်မန်လေးလေတွေအားလုံးကိုဆက်လေတွေအနေနဲ့ပဲအသုံးပြုကြရတယ်ပေါ့နော်ဒီဆက်တီမော်တာတွေတက်ပြီးတော့ပဲဆက်လေအနေနဲ့ပဲသွားလာကြတာတွေ့ရပါတယ်ဒီလိုမျိုးနိုင်ငံတစ်ခုလုံးကိုထောက်ပံ့ပေးနေတဲ့ကျေးဇူးပြုနေတဲ့ရေခမ်းကြီးကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ရှင်ဒီရေခမ်းကြီးဟာဆိုလို့ရှိရင် တက်တော့ပြုံးတီးတာတွေတက်တော့တွေကိုအရန်ခုတ်ကြတာဗောနော်အရန်ဖြုံးတီးတာရယ်ပြီးတော့ငားတွေအလွန်အကျုံဖန်းစီချဖန်းစီတာတွေကြောင်းမလို့တဘာဝတက်ရှိပဝင်းခြင်းအဖွဲအစည်း ecosystem ရာဆုံရှုံနေနာမှုတွေနဲ့တော့ရင်ဆိုင်နေရတယ်ဗောနော်ဒါလေးကတော့စိတ်ကောင်းစရာပဲဗောနော်ထိမ့်သိမ်းဆောက်ရှောက်ရမယ် ဒီတဘာဝအမှတ်တမ်းတင်ရေခံကြီးတစ်ခုဟာနေနေဆောက်ဆောင်မဲ့စည်ရင်တော့ဝင်နေပြီပေါ့နော်။အမှလောလောဆယ်တော့ရေခံကြီးကမပြတ်စည်းသေးဘူး။ကောသွားတာကြီးလည်းမဖြစ်သေးပဲနဲ့တဘာဝအတိုင်းပဲရှိနေသေးတယ်။တွားရောက်လိလာလို့လည်းရှားတယ်။ဒါဆိုလို့ရှိရင် ဒီရေကန်ရဲ့အကြောင်းကိုလင်းရည်ဒီကိုတင်ဆက်ပြရင်လည်းလင်းရည်ဗီဒီယိုလေးကိုညီကောင်းချုပ်လိုက်ပါတယ်ခုလိုမျိုးစိတ်ဝင်စားဖွယ်ရာဗီဒီယိုလေးတွေကိုစောင့်ကြည့်နိုင်မှုအတွက်လင်းလင်းရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့အတွက်မေးနေအောင်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေ